မင်္ဂလာပါဒီနေ့မှာတော့ခန်းစားမှုရဲ့ရင်းနှီးပြကြရလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ပါတယ်တောင်းကမဲ့နေပိတ်လုံရင်းတိုင်းနမ်းမှာရွှေဥတော်မဲ့တောင်းတနေတာလွတ်လပ်ခွင့်ပါအတောင်မန်တို့ကျူးပြစ်စေဦးတော့အာမလျှော်ပါဘူးပိတ်လုံရင်းရဲ့မိတော်ကိုဖြိုခွင်းလိုက်မယ်နှလုံးသားထဲကဆန္ဒအတန်တို့ ိမ်တိုက်ကိုထွင်ဖြစ်ကျွေးလို့အမှန်တရားကိုသိစားဆိုငုံငဲ့လိုမျိုးပါမတရားမှုငါမစားခဲ့ပါဘူးတဲ့နေမင်းထွက်ဖို့ညနေကိုခုခံကစောင့်စားနေပြင်ပန်းပါဖြင့်လူငယ်တွေးတို့ရဲရဲနေစွာသိစားပြုနေကြလေရဲ့အာမန်နဲ့ပြင်းမတရားမှုရဲ့အနာဂတ်ကိုတွန်းဖြိုနေလေသည်ဒီမျိုးဆက်ဟာနောက်ဆုံးပဲတဲ့ဇွေးနှစ်တတိယ တွေးသားနဲ့လေကြောခိုင်းဖို့မရှိဘူးအမှန်တရားအတွက်ဆိုလေအဖေနဲ့ပဲဒါချင်းရှင်ခုတ်ဝင်လိုက်ဒါလူငယ်တွေအတွေးပဲဒီဘဝကိုသတိဖို့ရာတောက်ပြောင်တဲ့ဆန္ဒထက်တန်တဲ့ခွန်အားမင်းညစ်မင်းရုပ်မျိုးပြုတ်စေတာတဲ့အမောင်တို့ကြီးကိုကင်းစင်ဖို့မိလျံကိုရင်မှပိုက်ထွေးအောင်ဝဲတရဖူမဆောင်းနိုင်သေးတော့လေ အရှုံးမပေးတဲ့ဇာတိမှာတောင်းမယ်လေးရဲ့ပွဲတော်အတွက်တွေးစွန်းလဲနဲ့တစ္ဆာပြုမယ်။တောင်းအိုးဝေဒန်လာလိမ့်မည်။အောင်လံလှွတ်တူခြိတက်မည်။လွတ်လပ်ရှင်းရတကားစီရွှေဥတော်မယ်လွမြောက်ပြေကဘေးညာတောင်းမှဆုံးလင်းစွာဝင့်ကျော်စွာနဲ့မန်နဲ့ဆွေးတူတိုက်ပွဲဝင်သူပြည်သူအပေါင်းရဲ့ရည်မှန်းချက်ပန်းနိုင်ရောက်ရင်ကဘာကြီးကိုကြီးညာလိုက်မယ်။ டவுன்காரே நீ